အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်နေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ညောင်နိုင်ငံအတွင်းသွားလာပြတဲ့ခီးစဉ်နဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်အခုဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရောက်ရှိတဲ့ဒေသမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အခုဒီအစီအစဉ်မှာကမန်လေးမြို့တော်ကိုကျွန်တော်တို့ရောက်ရှိခဲ့ ငလီမဖြစ်ခင်ကမှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းတွေနဲ့ငလီအပီးမှာတွေ့ရတဲ့မြင်ကွင်းတွေအချို့နှိုင်းရှင်ဖော်ပြတဲ့မြင်ကွင်းတွေကိုမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါနေဗျ။ဒါကတော့မန္တလေးနန်းတော်ကျုံးပတ်လင်ကျွန်တော်တို့တွားရောက်တဲ့မြင်ကွင်းတွေကိုပြန်လဲမျှဝေတာဖြစ်ပါတယ် အမန္တလေးနန်းတော်ကကျွန်တော်တို့ဒီလိုမျိုးကျုံးကအရှိတ်ဘက်မှာဆိုလို့ရှိရင်66လမ်းမြောက်ဘက်မှာဆိုလို့ရှိရင်72လမ်းအနောက်ဘက်မှာဆိုလို့ရှိရင်လမ်း80တောင်ဘက်မှာဆိုရင်26လမ်းဖြစ်မှာပေါ့အဲအဲ့လိုမျိုးဒါကျွန်တော်တို့အဲ့ဒီပတ်ချာလေတဝိုက်မုံသွားခဲ့တဲ့အဲရောက်ခဲ့တဲ့အချိန်တုန်းကမှတ်တမ်းတင်ထားတဲ့မြင်ကွင်းလေးတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်ဗျကျွန်တော်တို့အခုဒီအစီအစဉ်မှာက ျွန်တော်မန္တလေးနဲ့ပတ်သက်လို့အပိုင်း၁၀ပိုင်းချေချုံထင်တယ်အဲ့လောက်ကျွန်တော်တို့မျှဝေခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့အဲ့ဒီတော့ကမျှဝေထားတာအချို့ရောကျွန်တော်တို့တိကျမှတ်တမ်းတင်ထားတာတွေဒဲကနေပြီးတော့မန္တလေးမြို့ရဲ့ဒီငလျင်မလုတ်ခင်ကမြေခွင်းလေးတွေအချို့ကိုပြန်လည်ပြီးတော့အာကြည့်ရှုနိုင်အောင်မျှဝေပါတယ်ပြီးသွားတဲ့အခါကျတော့အခုငလျင်လှုပ်ပြီးတလားချိုအကြာမှာ ကျွန်တော်တို့တွေ့ရတဲ့မြင်ကွင်းအချို့ကိုလည်းဒီထဲမှာထည့်ပြီးမျှော်ယူมาဖြစ်ပါတယ်အချို့အစီအစဉ်တွေမှာကတော့ကျွန်တော်တို့ရိုက်ကူးထားတဲ့ဒီပဂရိမူလအခြေအနေတိုင်းရှိခဲ့တဲ့ကမြင်ကွင်းတွေနဲ့နောက်ပိုင်းပျက်စီးသွားတဲ့မြင်ကွင်းအချို့ကိုကျွန်တော်တို့ရိုက်ကူးထားတာကိုအခြားပုံကူများရိုက်ကူးထားတဲ့ပုံအချို့ကို credit credit ပေးပြီးလေးစားစွာနဲ့ရှင်တွဲမျှဝေပေးတော့มาဖြစ်ပါတယ်ဗျာ ါကတော့အဲ့ဒီမန္တလေးနမ်းမြို့ယူဒီငလျင်လှုပ်တဲ့အချိန်မှာပြူကြပျက်စီးမှုရဲ့မှတ်တမ်းပုံရိပ်အချို့ဖြစ်ပါတယ်ပြီးတော့ဒါကကျတော့ကျွန်တော်တို့ဒီဖျားလေးကိုလေဖြက်ဖြက်သွားဘူးတဲ့ဘွဲတော်တော့မမှတ်မိဘူးဖြစ်နေတယ်မြို့အဝင်လေးမှာဒါကမူလချီနေပေါ့ ။ဒါကကြတော့ငလျင်လှုပ်ပြီးသွားတဲ့အချိန်မှာပြူကျဖြစ်စီးသွားခဲ့ရတဲ့အခြေအနေရဲ့မြင်ကွင်းဖြစ်ပါတယ်ဗျ။ဒါကငလျင်လှုပ်ပြီးတော့တလဝင်းကျင်မှာပါ။ဒါကတော့ကျွန်တော် Great Wall Hotel ကိုကျွန်တော်တို့မှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။ Great Wall Hotel နဲ့ Great Wall Hotel ရဲ့ပတ်ဝန်းကျင်တဝိုက်မှာတွေ့ရတဲ့မူလအခြေအနေမြင်ကွင်းတွေဖြစ်ပါတယ်ဗျ။ဒါကမူလမြင်ကွင်းပါ ငလင်မှာတော့အခုလိုမျိုးထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးတော့နောက်ပိုင်းမှာတော့ဖြိုချဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်ပြီးတော့ဒါလေးကကြတော့လေကျွန်တော်တို့ဟိုဟာလေအာနန်းရှိစီနန်းရှိစီနာဝင်းရှင်ကစီစီကကမြင်ကွင်းလေးနန်းရှိစီကဟိုဟာဖြစ်မှာပေါ့16လမ်းနဲ့63လမ်းထောင်းလို့ပြောရမလားဒါမှမဟုတ်16လမ်း63နဲ့64ချားလို့ပြောရမလားအဲ့နေရာလေးပေါ့ တအားစီကားခဲ့တဲ့နေရာလေးဗျဒါကအခုတိထားတာဘခုဘယ်မှာတွေ့ရတာနန်းရှိစီရဲ့မူလပဂရီမြင်ကွင်းဖြစ်ပါတယ်။အလျင်မလောက်ခင်ကအချိန်နေပေါ့ ထိခိုက်မှုကြောင့်ပျက်စီးမှုတွေပါအဲ့မှာပျက်စီးတွေအကုန်လုံးထုတ်ကြရတယ်လို့ပြောပါတယ်မူလမှတ်တမ်းတင်ထားတဲ့ဟိုကျွန်တော်တို့ဟာတွေကိုလည်းဒီတိုင်းပဲမူရင်းတိုင်းဖော်ပြထားပါတယ်ဒါကကြတော့အခုငလျင်လှုပ်ပြီးတော့ရက်30ကျော်အကြာတလားကျော်အကြာပေါ့မှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်56လမ်းပေါ်မှာမြင်ကွင်းမှာ ကျွန်တော်တို့ကဟိုမန္တလေးနဲ့ပတ်သက်လို့တအားကြီးမကျွမ်းကျင်တဲ့အခါကျတော့ကျွန်တော်တို့တည်တဲ့လောက်နေနဲ့တွေ့ရသမျှလေးကိုသာပြန်မျှဝေတာဖြစ်ပါတယ်။အဲဒါ၆လမ်းပေါ်မှာရှိတဲ့ပျက်စီးခဲ့ရမှုမြင်ွေးနေဖြစ်ပါတယ်။ပြီးတော့ဒါလည်း56လမ်းပေါ်ပဲဗျ။အာသူက56လမ်း100လမ်း102လမ်းထောင်းနေပေါ့။အဲ့လိုမျိုးတခြားမှာတွေ့ရတဲ့မြင်ွေးတွေကိုမျှဝေတာပါ။ ပြီးတော့ဒါကကြတော့58လမ်းပေါ်မြင်ကွင်းမှာ58လမ်းကို38 e ထိပ်ကနေစမြင်ရတာပါအဲဒီကနေပြီးတော့သူက36 d ထိပ်အထိတွေ့ရတဲ့မြင်ကွင်းတွေကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်58လမ်း38 e ကနေ36 d အထိမြင်ကွင်းတွေပါ လဲ58လမ်းပဲဒါ58လမ်းကို40 B ကနေစတာပေါ့58လမ်းနဲ့40 B တောင်းကနေစပြီးတော့40 C 40 D ပြီး40 E D ပေါ့ဒီမီပွိုင်းကကြတော့51ပေါ့58လမ်းနဲ့51လမ်းတောင်းပေါ့ ဒါလည်း58လမ်းပဲ58လမ်းပဲတော့ဟောဘော 42A B ပြီးတော့53လမ်းအထိတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျ။ လန်းကတော့ဒီလန်းကတော့ဘာလန်းလဲလို့သတိမထားမိလိုက်ဘူးဗျတော်ပေမဲ့အခုဒီနားလေးကတော့ဒါတရနှစ်လန်းထိပ်ပေါ့ ါလဲ98လမ်းပဲဒါကကြတော့103လမ်းထိပ်ပေါ့ဒါက59လမ်း59လမ်းလမ်း40 E ပေါ့လမ်း40 E ပြီးတော့လမ်း40 D ပေါ့ ွားဒီအထိပဲရတယ်ဗျဟိုဘက်ကတော့ပိတ်ထားတယ်ရှေ့မှာဒါကကြတော့64လမ်းဘောကမြင်ခွင်64လမ်းဘောကမြင်ခွင်မှာဟိုကျွန်တော်ကဒါ51 51လမ်းပဲကုိလိုက်တာဗော။ ား65လမ်းပြ65လမ်းနဲ့အဲ112လမ်းလားမသိဘူးအဲ့တောင်လေး နာဒါ68လမ်းနဲ့117လမ်းတောင်ပေါ့ဒါကကူက68လမ်းပေါ့ပေါ့68လမ်းပေါ်အမြင်ငွေနေပါကုနာဒါကလမ်း130တင်းနေတယ် မဟုတ်ပြခုနလန်ကလန်တ130မဟုတ်ဘူးဒီလန်ကမှလန်တ130ဒါကလန်တ130လန်တ130ဘောတွေ့ရတဲ့မြင်ကွင်းတွေမှာကျွန်တော်တို့ကလေအဲမန္တလေးနဲ့ပတ်သက်လို့ဒါမချွန်းကျင်တဲ့အခါကျတော့ဟိုတီးတလောက်လေးနဲ့မျှဝေရတဲ့အခါကျတော့အကယ်လို့လိုအပ်တာတွေအမှားယွင်းတိမ်ဆောင်းရှိတာတွေပါရင်လဲနားလဲပေးဖို့တောင်းပန်ပါတယ်ဗျာ ဒါကကြတော့လမ်း130ဘောအမြင်ခွင့်ပြကနဟုတ်ဘဲလမ်းလေးကိုမြင်လိုက်ရတော့59လမ်းလာမသိဘူးပြအဲ့ဒါဆိုရင်လမ်း130နဲ့59လမ်းထောင်ဖြစ်မယ် ဒီလမ်းကတော့ကျွန်တော်တို့လမ်းနဲ့မှမတိလိုက်ဘူးဗျဒါကတော့ကျွန်တော်တို့ဒီတိုင်းရောက်ခဲ့တဲ့လမ်းတစ်ခုရဲ့မြင်ကွင်းလို့ပဲပြောအောင်ပါပေါ့ဟိုရှိကအရာကဟောဆောက်လက်ဆောက်ပုဂ္ဂလိကထထန်းချောင်းဗျ ဒီဖတ်မိတဲ့သတင်းတစ်ခုမှာတော့မန္တလေး၆မြို့နယ်တဲကဆောက်လက်စားဆောက်ဦးတွေကိုရက်ဆိုင်ထားခိုင်းပြီးတော့ဒီပင်မတိုင်နေပျက်စီးမှုရှိမရှိကိုဒီစစ်ဆေးရေးအဖွဲ့တွေကစစ်ဆေးပြီးတော့မှပဲအာစိတ်ချရတော့မှဆက်လက်ဆောက်လုပ်ခွင့်ပေးမယ်လို့သတင်းတစ်ခုတော့ဖတ်ရတယ်ဗျဒီနေရာကအပျက်စီးတော့တော်ကြီးရဗျ131လမ်းပဲဒါကတော့အပီးဖြူချဖြတ်သိမ်းဖေရှားနေတာဗျ မိုးရွာထားတော့လေရေလည်းနည်းနည်းရှိနေတယ်။တရားဆက်တလမ်းပဲ။ ါကတော့ကျွန်တော်တို့ငလျင်မလောက်ခင်ခြေလေးတုန်းကမှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းရှိပါဖြစ်ပါတယ်။ဟိုးရှိမှတွေ့ရတော့ Hotel Apex သူကတော့ငလျင်မှာလည်းထိခိုက်မှုမရှိခဲ့ပဲအခုချိန်မှာလည်းပြန်လည်ဖွင့်လှစ်နေပြီလို့သိရပါတယ်ဗျ။သူကကျွန်တော်တို့သိရတဲ့လောက်တော့ အခုကလေကျွန်တော်လောလောဆယ်ကအဲ့ဒီခုနကကျွန်တော်တို့ဒီငလီမလုတ်ခင်တုန်းကမန္တလေးမြို့ရဲ့ကျွန်တော်တို့အမတန်းတည်ထားမိတဲ့မြေငွေလေးတွေကိုပြန်လည်မျှဝေပေးမှဖြစ်ပါတယ်။ဒါကတော့ဘိုးအရင်မတိုင်ခင်မူလအချိန်တိုင်းရှိနေတုန်းကမြေငွေလေးတွေကိုချီချူခွင့်ရအောင်ဖြစ်ပါတယ်ဗျ။နောက်ပိုင်းတွေမှာလည်းကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ရှိမှရှိထားတဲ့မတန်းတွေကိုပြန်လည်မျှဝေမှဖြစ်ပါတယ်။အဲတရားတလောက်တော့မန္တလေးစီပင်ကငလီတန်သင်းဆောက်ဦးတွေမှာသူကဟိုအပြာရောင်နေမော်ရောင်နေရောင်ဆင့်အဲ့လိုစစ်စီးတာဒါတော့တနိုင်ငံလုံးထင်တယ်ငလီတဲ့နဲ့ဒေတာတွေမှာအဲ့လိုပဲလုပ်ဖြစ်တယ်အဲ့ဒါမျိုး ခွင့်ကြားဆက်ဆီးပြီးတော့အဆောင်ပြင်ဆင်ဖို့အတွက်ကိုတော့ဖိုင်ဆိုင်ရာအင်ဂျင်နီယာတွေနဲ့ထောက်ခံချက်နဲ့ဒီလျှောက်ထားရမယ်လို့အဲ့လိုမျိုးတော့သိရပါတယ်ဗျ။ ိုကျွန်တော်တို့ခုနဒီငလျင်လှုပ်ပြီးရက်30ကျော်အကြာမှာတွေ့ရတဲ့မြင်ကွင်းတွေကြတော့လေကျွန်တော်တို့သွားလို့ရတဲ့နေရာအဲရောက်ရောက်တဲ့နေရာလေးတွေမှာရနိုင်တယ်လို့ဒေဒီပဲမှတ်တမ်းတင်ရတာဖြစ်တဲ့အတွက်အယုတ်ကြီးသူရစားတာလို့အာနားလည်ပေးဖို့မြစ်တိုင်ရခံပါတယ်အခုကခုနပြောသလိုပါပဲကျွန်တော်တို့ကမန္တလေးနဲ့ကားမကျွမ်းကျင်တဲ့အတွက်ကျွန်တော်တို့မြင်ရတဲ့လောက်လေးမြင်ကွင်းရစေဖို့အတွက်သာပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အထူးသဖြင့်တော့လေမန္တလေးကနေအခြားရောက်နေတဲ့သူတွေအသေးစိတ်သိချင်တဲ့သူတွေအဲ့လိုသူတွေအတွက်ကျွန်တော်တို့မြင်ရတဲ့လောက်သိရတဲ့လောက်ကိုမျှဝေတာဖြစ်ပါတယ်ဗျာ ီမြင်ကွင်းတွေကတော့ဒါကျွန်တော်တို့ငလျင်မလုပ်ခင်ကမှတန်းတင်ထားခဲ့တဲ့မြင်ကွင်းတွေပါအနေနဲ့မနေသားဆိုတော့ဒါကကိုယ့်ကိုဘိနေရဆိုတော့အလုံးသိကြမှာပါဟုတ်ကဲ့ဒီပုံလေးတွေကလည်းကျွန်တော်တို့အမန္တလေးမြို့ကြီးရဲ့မူလအခြေအနေရှိချိန်တုန်းကမှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်လဘတရစီကားတဲ့မန္တလေးမြို့ ခမ်းနားတဲ့မန္တလေးမြို့အဲ့မန္တလေးမြို့ကြီးမူလအခြေအနေအတိုင်းအများဆုံးပြောင်းလဲရောက်ရှိဖို့လဲကျွန်တော်တို့လေးလေးလက်လက်ဆန္ဒပြုပါရစေဗျအခုအဲ့ဒီမှာပါဝင်ကူညီလှူဒန်းပေးနေကြတဲ့အားလုံးကိုလည်းကျွန်တော်တို့လေးစားစွာကျေးဇူးတင်ရှိပါရစေဗျ ျွန်တော်တို့မျှဝေမှုဟာသတင်းတင်ဆက်ခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အရင်သွားလာနေကြပြင်ကွင်းတွေမျှဝေတဲ့ပုံစံတိုင်းမျှဝေတာဖြစ်တဲ့အတွက်အချို့သောသတင်းပုံစံကြည့်ရင်တို့များအတွက်အာလိုအပ်ချက်ရှိနေရင်လည်းတောင်းပန်ပါတယ်။ဒါလေးတွေကတော့ကျွန်တော်တို့မန္တလေးမြို့ရဲ့ငလီမလုတ်ခင်ကအခြေအနေမြင်ကွင်းအချို့ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်းကျွန်တော်တို့ရှိထားတဲ့ကျွန်တော်တို့ရဲ့မှတ်တမ်းလေးတွေနဲ့ငလျင်လှုပ်ပြီးမှတွေ့ရတဲ့မြင်ကွင်းလေးတွေနဲ့ကျွန်တော်တို့အာနှိုင်းရှင်းပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျ။အခုဒီအပိုင်းတင်ဆက်မှုကတော့ဒီမြတ်ပဲဖြစ်ပါတယ်။အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။